မင်္ဂလာပါဒီနေ့မှာတော့ဖီလန်အင်္ဂလိပ်တရားလုပ်ချင်တဲ့သူရဲ့အတွက်နိုင်ငံတကာအသိမပြုထဲဆိုစာတီဖိကိတ်ကိုအွန်လိုင်းကနေမှဘယ်လိုရယူလဲဆိုတာပြပြပေးပါမှာပါအဲထဲဆိုကိုဆိုတာမီဒီယံဘာသာစကားအင်္ဂလိပ်တဲမဟုတ်တဲ့သူတွေကိုအင်္ဂလိပ်စာဘယ်လိုသင်ကြားရမလဲဆိုတာသင်ကြားပို့ချပေးတဲ့အဲကိုတကူဖြစ်ပါတယ်ကိုစီယာမှာသင်ပြမယ်ထဲဆိုကိုက Arizona State University လို့ခေါ်တဲ့ American နိုင်ငံကြီးတက်သူကနေမှသင်ကြားပေးရဲအဲကိုက professional certificate အမျိုးအစားဖြစ်တဲ့အပြင်အဲလက်တွေ့မှာအသုံးချနိုင်မယ်အဲ scale တွေကိုအဓိကထိုင်မှသင်ကြားပေးပါမှာဖြစ်ပါတယ်အဲပထမဆုံးအနေနဲ့အဲကိုရဲ့ professor တကူကူစီကိုတွားပြီးမှဒီမှာကိုစီရလို့ရိုက်ပြီးပါအဲကိုစီရလို့ရိုက်ပြီးပါဆိုရင်ဒီဝင်လို့ရရပြီပေါ့နော်ဒီမြင်ရတဲ့ဒီ kosia.org ဆိုတဲ့ website ထဲဝင်ပါမယ်။အဲဒါဆိုရင် kosia ဆိုတဲ့ website ထဲရောက်သွားပြီပေါ့နော်။အဲခုမှအကောင့်မရှိသေးဘူးဆိုရင်ပထမဆုံးအနေနဲ့ဒီမှာအအကောင့် create လုပ်ပါ အကောင့်ရှိသွားရှိရသူဆိုရင်ဒီမှာ login ဝင်ပေးပါကိုကအကောင့်ပေါက်ပြီးသွားပြီဆိုရင်တော့ဒီကစပါးတွေကိုတော့ပေးပါဒီနေရာမှာထည့်ဆိုးလို့ရိုက်ပေးပါ ဒီမျိုးရိုက်ချလိုက်ပြီဆိုရင်ဒီကထဲဆို professional certificate ရနိုင်တဲ့ course အများကြီးကျလာရဲပေါ့နော်အဲအဲ့ဒီမှာဒီဘယ်ကြောင်းပြပြပေးရမလဲဆိုရင်ဒီက Arizona State University ရဲ့ထဲဆို Professional Certificate အကြောင်းပြပြပေးရမှာပေါ့နော်အဲဒီမှာဆိုရင်လည်း Arizona State University ကနေမှဖွင့်ထားတဲ့ဒီကို3ခုရှိရပေါ့နော်ဒီထဲဆိုကော့ကြီးပဲအဲအဲ့ဒီမှာဒီပထမဆုံးကော့ကိုဝင်လိုက်မယ်ပေါ့နော် ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီအဒီက Arizona State University ရဲ့ဘယ်ကဘာလဲဆိုရင် Thesis Professional Certificate အကြောင်းလေးပဲဖြစ်တယ်ပေါ့နော်။အဲဒီဒီကိုရဲ့အသင်ယူဖွဲ့စည်းပုံကိုအသေးစိတ်ပြပြပေးပါမယ်။အဒီ Thesis ကိုကဒီအ module အကြကြကြတော့8ကို C နဲ့ဖွဲ့စည်းထားရပေါ့နော်။အဲသူရဲ့ဒီ အဲသူရဲ့ star ကလည်း4.9 ठ ရှိရပေါ့နော်။ပြောရဆိုရင်ဘဲအတွက်လဲဆိုရင်ဘဲ beginner လဲဘဲအတွက်ဖြစ်တယ်ပေါ့နော်။အဲဒီ code ကိုဟိုလေ့လာမယ်ဆိုရင်ဖနိုက်ဘယ်လောက်ကြာမလဲဆိုရင်အဲပြီးဆုံးမှုအတွက်9လကြာမယ်ပေါ့နော်။ကိုကမြန်မြန်လေ့လာနိုင်မယ်ဆိုရင်တော့ဒီထက်စောယူမှလည်းပြီးနိုင်ပါတယ်။အဲအဝါအနေနဲ့နေကတော့120အနာကြီးကြာမယ်ပေါ့နော် ဒီမှာဆိုရင်ဒီ A cos C အကြောင်းကိုသူအသေးစိတ်ပြပြပေးထားတာပေါ့နော်အဲပရမဆုံးမှာဆိုရင်ဒီကအာ foundation နဲ့ principle ဆိုတဲ့အတိုင်းဒီကအာ foundation ရောထဲဆိုပေါ့နော်သူကဒီအပိုင်းမှာကြတော့အင်္ဂလိပ်စာသင်ချာရေးရဲ့အခြေခံတဘောတဘာဝတွေကိုလေ့လာရမှာဖြစ်ပါတယ်ဒီအဲဒုတိယတစ်ခုကကြကြတော့ theory ဘိုင်းပေါ့နော်သူကကြ theory ဘိုင်းတွေကိုသင်ချပေးရမှာပါ အဲဒီမှာဆိုရင်လည်းဒီဒီမှာဆိုရင်တော့အရေးရဲ့ basket တွေကိုတတိယရောက်တင်နိုင်မို့နီလန်းနေနဲ့လေ့ကျင့်ခန်းတွေကိုတင်ရတင်ရမှာပါအဲဒီမော်ဂျူမှာကြာကြာကြာတော့ဒီအဲ speaking နဲ့ listening skill တွေကိုဘလို့တင်ရမလဲဆိုတာလက်တွေ့ကြာကြာတင်ချပြမှာပါအဲထဲဆိုထဲဆို professional certificate ကကြပါတော့เนาะအဆရာတယောက်ရဲ့အလုတ်ကင်တဲ့ပတ်သက်တဲ့အချက်လက်တွေအလုတ်ရှောင်းနေရပြင်လက်တွေ့ဘဝမှာကြုံတွေ့နိုင်တဲ့အခြေအနေတွေကိုသိရမှာပါ and နောက်ဆုံးအနေနဲ့ကကျွန်တော်တင်ယူခဲ့ရတဲ့သင်ခန်းစာအလုံးကိုမှလက်တွေ့တုံးချိုင်မှာ final project တစ်ခုတင်ပြရမှာဖြစ်ပြီးမှဒါကိုကျွတ်ဖြစ်နိုင်မှာက certificate ရရှိမှာပါအဲဒီကိုရဲ့ဈေးနှုန်းလေးအကြကြတော့ဒီ န်နောက်ဆုံးအကြောင်းအနေနဲ့ဒီက pricing ပေါ့နော်စင်းလုံးဘယ်လောက်ရှိလဲပေါ့နော်စင်းလုံးနဲ့ပတ်သက်ပြီးမှပြောရမယ်ဆိုရင်ဒီကိုစီယာမားဒီကော့ကိုတက်ရောက်နိုင်တယ်နီလိုင်းနှမျိုးရှိရပေါ့နော်အဲပရမနီနာတော့ကြာကြတော့ဒီဒီကိုကိုလာစင်ပြချင်းချင်းဖြစ်တယ်ပေါ့နော်အဲထဲဆိုးကော့က professional certificate မျိုးစားဖြစ်တဲ့အတွက်တလာချင်းစီပြချေထွားနိုင်ပါတယ်အဲလက်ရှိအချိန်မှာတလာကိုဒေါ်လာ49ဒေါ်လာကျတင်มาဖြစ်တယ်ပေါ့နော်အဲတင်းနှန်းကအကြေးကွာဒီ ဒီမှာငါလာလို့ပြောထားပြီးမယ်ကိုကအမြဲတမ်းလေးလာနေတယ်ဆိုရင်လေးလာလည်းလည်းပြီးနိုင်တယ်ပေါ့နော်အကယ်၍ကိုကလေးလာနေပြီးမယ်ဆိုရင်ဒီလေးလာစာအတွက်ဒေါ်လာ196ဝန်းကျင်ချက်တင်မှာဖြစ်ပြီးမှအဲ6လောက်လောက်ကြာမယ်ဆိုရင်ပေါ့နော်ဒီငါလာတဲ့ကြော်ရင်မှာ6လာတဲ့ကြာမယ်ဆိုရင်တော့ဒေါ်လာ194ဝန်းကျင်ချက်တင်မှာပါအဲဒီ pricing ကြောင်းပြောကြကြကြတော့နောက်တစ်ခုကကြကြကြတော့ဒီကိုစီယာ plus ပြင်ပြန်လို့ခေါ်လို့ရတဲ့ squishing အကြောင်းလေးရှိပါတယ်အမတော့ဒီဥစားလေးကို recommend ပေးခြင်းနေပေါ့နော်။ဘာဖြစ်လဲဆိုရင်ဒီဒီဥစားကတူတာတခါ squishing ဝင်မိတာနဲ့ဒီဒီထဲဆိုးတွေမကောက်ပေါ့နော်။ဒီကိုစီယံမှာပါတဲ့ course အားလုံးကိုလေ့လာနိုင်မှာပေါ့နော်။အဲ့ဒီထဲမှာဒီထဲဆိုးကိုလည်းပါဝင်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်တင်းတဲ့တစ်ခုတည်းမဟုတ်ဘဲနဲ့အခြား skill တွေပါထမံ လေးလာခြင်းနဲ့ဆိုရင်တော့ဒီ plan ကပုံမှန်တန်နေပေါ့နော်ဒီ plan လေးကိုအမားတို့ PNI မှာရောင်းချပေးရပေါ့နော်အန်ဒီကကိုစီကအာပရီမီယံကိုအမားတို့ပေးမှာလာဝယ်လို့ရရပေါ့နော်ဖေဖေးလေးလည်းဆိုရင်ယူလိုပရီမီယံစတိုးဆိုရဲပေးပြီးမှာလာဝယ်လို့ရပါတယ်အဲဒီကိုလေးကိုဈေးဈေးချွတ်ချွတ်နဲ့ဝယ်ချင်တော့မင်းမင်းတို့စီမှာလာဝယ်ပေးပါဒီအဲအောက်ပန်းနာမှာတက်ပြီးမယ်ပေါ့နော် ဒီထဲဆိုပေါ့နော်ဒါထဲဆိုဒီမှာဆိုရင်လည်းဒီထဲဆိုကော့ရဲ့ဟာလေးကိုလည်းအသေးစိတ်ဒီမှာရေးပြထားပေးရပေါ့နော်အဲတဏ္ဍပေါင်း1000 1000ကျော်ကိုအရင်နေမှာ စိတ်ကြိတ်လေးလာလို့ရတယ်ဒီဟာကိုစီယာပီမီယံကိုအာဒီယိုလိုပီမီယံစတိုမှာရရှိနိုင်တယ်ပေါ့နော်အဲသူကဒီတနစ်ကို squishion ဝင်လိုက်တာနဲ့အဲတနစ်ကမှ9000ကျွဲပဲကျတဲ့မှာဖြစ်တယ်ပေါ့နော် အဲကြောင့်မလို့မေမေတို့ပြန်နေမှာဇင်းတို့ချူတာဆန်နဲ့အဲလာဝယ်လို့ရပါပြီဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဘလော့ချောင်းရလေးလေးကိုသိချင်လဲဆိုတာ comment မှာမှတ်ငဲလို့ရပါတယ်အားလုံးပဲ bye bye